တော်ရီပရိသတ်ကြီးမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမယ့်ရသစာစုလေးရဲ့အမည်ကငါတို့ပြန်ဆောင်ကြတဲ့အခါရှေးကထပ်ပို့ချကြမယ်တဲ့ဒီစာစုလေးရေးသားထားတဲ့အချိန်ဟာ2024ခုနှစ်ဇူလိုင်လတတိယပတ်တန်ရွေးမြို့ပေါ်မှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အချိန်ပါလူသူကင်းမဲ့သွားတဲ့မြို့ပေါ်ကအစွန်းပြက်ခံထိကျန်ပြီးကျန်ခဲ့တဲ့နေအိမ်တွေရဲ့အဖြစ်ကိုစာရေးသူကလွမ်းတတတာနဲ့ရေးဖွဲ့ထားတာဖြစ်ပါတယ် ပြီးတော့ကြောခိုင်းထွက်ခွာခဲ့ရတဲ့မြို့လေးမှာအရင်လိုလူတွေမစုံတော့မှ အမှတ်တရတွေပျောက်ဆုံးသွားမှဆိုးရွံနေတဲ့စာရေးသူရဲ့ဝေဒနာကိုလည်းမြင်တွေ့ရပါတယ်။ဘလို့ပဲအခက်ခဲတွေနဲ့တွေ့ကြုံရင်ဆိုင်နေရပါစီမြို့ကိုချစ်တဲ့စိတ်မြို့သူမြို့သားတွေကိုချစ်တဲ့စိတ်နဲ့ကျမ်းမာအသက်ရှင်အောင်နေပြီးဖို့ဆန္ဒပြုထားတဲ့စာရေးသူရဲ့စေတနာကိုလည်းတွေ့မြင်ရပါတယ်။ဒါရော်ရီပြိတက်ကြီးခန်းစားနားဆင်ကြကြပါရှင်။ တိတ်ဆိတ်ချောက်ကပ်နေတဲ့မြို့ဘယ်ကိုကြည့်ကြည့်အထီးကျန်မှုအတိဖြစ်နေတဲ့မြို့ဘယ်လန်းကိုကြည့်ကြည့်ခိုးလုံသူကင်းမဲ့နေတဲ့နေအိမ်တွေပဲရှိနေတဲ့မြို့စစ်ဘေးတင့်ခံနေရတဲ့ငါတို့တန်တွဲမြို့ကိုတတတာလုံကြုံမှုနှွေးထွေးမှုအကာအကွယ်တွေပေးခဲ့တဲ့အိမ်လေးအခုတော့သူ့အတွက်လုံကြုံအောင်မလုပ်ပေးရနိုင်လေချင်းဆိုတဲ့အတိကရင်ထဲမချိအောင်ခံစားရတယ်ဒီအိမ်လေးကိုလုံကြုံအောင်လုပ်တော်ရီခတ် အချိန်ချင်းလှည့်ကြည့်ရင်ကြောခိုင်းခွဲခွာခဲ့ရတဲ့နေ့ကရင်ဘတ်တစ်ခုလုံးကိုဟာလို့ဆုံးကမဲ့သူမရှိဖြစ်နေတဲ့ဖရာစင်မှာဖရာပန်းတွေ၆ကနေရောပေါ့တအိမ်လုံးလဲပင့်ကူမြင်တွေတက်နေတော့မယ်အိမ်ရဲ့တောင်းတနေရာမှာထောင်ထားတဲ့တပြည့်စည်းကဖုံအလင်းလင်းတက်နေတဲ့အိမ်ကြီးကိုငေးကြည့်ရင်ငါလိုပဲတော်ဝင်မကြည့်သလိုခံစားနေရောသလားအိမ်လေး ငါတို့ပြန်လာတဲ့အခါဖះဆင်အနောက်ဘက်ကကြွာကျနေတဲ့ပြင်တစ်ချက်ကိုတန်အစ်စ်နဲ့ပြန်ရိုက်ပေးပါမယ်။အိမ်နောက်ဖေးမှာခွေးတူးလို့ပေါက်နေတဲ့ခြံစည်းရိုးကိုလည်းအစ်စ်ပြန်ဖားပေးပါမယ်။ဖះသုံးစုကနေမနက်တိုင်းကြားရတဲ့တရားတန်။အိမ်နာကအန်ဒီကြီးရဲ့ဖះရှိခိုးတန်နဲ့ကြီးစီတန်။အိမ်ရှိကနေကောင်းကျမောင်းလို့ဩသားတဲ့အတန်။ကုံတွေတင်ပြီးအတန်ကုန်អော်ရင်ရှူးနဲ့မောင်းထွက်တာတဲ့ကုံနေကားတန်တွေအခုဆိုရင် အားလုံးတိတ်ဆိတ်နေတော့မှာပေါ့။အော်ငါတို့ကပုံဝန်းကျင်ကြီးတစ်ခုလုံးကိုဆုံးရှုံးလိုက်ရတာပါလား။ဇာတိတစ်ခုလုံးဆုံးရှုံးလိုက်ရတာပါလား။ဖြစ်စည်းသွားတဲ့အရာတွေကိုပြန်ပြင်လို့ရပေမဲ့ပျောက်ဆုံးသွားမဲ့လူတွေကတော့ပြန်မဆုံးနိုင်တော့ဘူးဆိုတဲ့အသည့်ကတံဝေကမရနိုင်ပဲ။နာကျင်မှုတွေဒါတိုးလို့လာတယ်။ ကိုဝင်းရဲ့ခမည်းတယောက်ကိုလည်းကောင်းကောင်းသတိရတယ်။အခုချိန်ဆိုခမည်းကမိုးတဖွဲဖွဲမှာပစိုးခြုံပြီးလမ်းလျှောက်နေမှာ။လမ်းလျှောက်နေရင်တနက်ထုတ်ပြစ်တတ်တဲ့ခမည်းကိုမြို့ကန်တွေကပြုံးကြည့်ကြပေမဲ့တနက်အစ်စ်နဲ့ထုတ်ပြစ်မဲ့သူတွေကြောင့်ခမည်းကိုစိတ်ပူမိတယ်။မတရားနေပေးပါခမားရှိနေသေးတဲ့တန်တွဲမျိုးရောင်စုံပကြီးကားတစ်ချက်ကိုပြန်မြင်ကျင်သေးတယ်။မသေးလို့ပြန်ဆောင်ကြတဲ့အခါခမားကို ရွှေရင်သာဆိုင်ကလက်ဖက်ရည်တစ်ခွနဲ့ဧကံပါမယ်။ ကိုကိုကိုအရာအားလုံးဆုံးရှုံးလိုက်ရပြီလို့ခံစားနေရရင်စိတ်တွေကြနေခဲ့ရင်ကိုဟာတန်တော်မျိုးရဲ့ရောင်စုံပကြီးကားတဲ့ကအစိတ်ပိုင်းတစ်ခုပဲဆိုတဲ့စိတ်နဲ့အသက်ရှင်ပေးကြပါဘေးကင်းအောင်နေပေးကြပါတကွဲတပြားစီဖြစ်သွားကြတဲ့တန်တော်ရဲ့နှလုံးသားတွေအမောင်တွေကင်းသားတဲ့တနေ့မြို့မှာအားလုံးပြန်ဆောင်ကြမယ်ငါတို့အားလုံးပြန်ဆုံတဲ့အခါအခုဖြစ်ရက်တွေကို ဘုန်းကြီးကျောင်းဖះတောင်မှာဥပုသ်ဆောင်ရင်ဖြစ်ဖြစ်မုတ်ဒီဇိုင်းလက်ဖက်ရည်ဆိုင်အဖျော်ရမကဆိုင်မှာဖြစ်ဖြစ်ဈေးထဲမှာဈေးဝင်ရင်ဖြစ်ဖြစ်ပေါ့ငါတို့တွေအားပါတရားကိုရင်ဖွင့်ကြမယ်ငါတို့ရဲ့ကြေကွဲဇက်လန်းတွေကိုစမြုပ်ပြန်ကြမယ်ပြီးတော့နောက်တစ်ချိန်ငါတို့တွေပြန်ဆောင်ကြတဲ့အခါငါတို့ရဲ့အိမ်ငါတို့ရဲ့မိသားစုငါတို့ရဲ့ပတ်ဝန်းကျင်ငါတို့ရဲ့မြို့လေးနဲ့မြို့ကန်တွေကိုရှေးကထပ်ပို့ချစ်ပို့ပြီးတန်ဖိုးထားကြရင် ဘရောမမသေးတဲ့ဒေါ်ရဝတီမျိုးပြန်တန်တွဲနဲ့အတူငါတို့ဆက်ပြီးတက်ရှင်ကြ